မင်္ဂလာပါတောတောင်းမီလေးတို့ရေအခုတစ်ခေါက်မှလဲဦးကောင်ပြောပြပြီးတော့မယ်ရုပ်ပြပုံမြင်လေးရဲ့နာမည်ကကျေးဇူးတည်တဲ့နွားကလေးတဲ့တခါတုန်းကရွာတရွာမှာအဘွားဦးနဲ့နွားလေးတကောင်နေတဲ့အဘွားမှာတောတမီမီမရှိတော့နွားလေးကိုပဲအဖော်လုပ်ပြီးနေရတာပေါ့အဘွားကနွားလေးကို သူ့ရဲ့သားလေးလိုပဲ ပြုစုဆောင်ရှောက်ပေးတယ်စားစရာတွေကိုလည်း ကောင်းကောင်းကြွေးတယ်ကွနွားလေးကလည်းအဖွားကိုပဲအမေရင်းလိုချစ်ခင်နေတဲ့ရွာလေးကကလေးတွေကနွားလေးရဲ့ကစားပေါ်တွေလေကလေးတွေကနွားလေးရဲ့ကြောကုန်းပေါ်တက်ပြီးစီးကြတယ်ရွာထဲမှာအတူတူကစားကြတာပေါ့ကွတနေ့မှာတော့နွားကလေးကအလွတ်လွတ်နေတဲ့အဖွားကိုကြည့်ရင်အဖွားကငါ့ကိုလေအလွတ်တွေလဲပြင်းပြင်းမဲမဲမလုပ်ခိုင်းဘူး အစားကောင်းကောင်းကျွေးပြီးတားလီလိုချစ်တယ်။ငါရဲ့လှုပ်အားနဲ့အဖွားကိုငွေရှာပေးခြင်းလိုက်တာလို့တွေးမိတဲ့။မကြခင်မှာလဲကုန်တဲ့တယောက်ရဲ့လှင်းငါရဟာသူတို့ရွာနာကဖျက်သွားကြတယ်။လဲတွေမှာ ကုံစီအပြည့်တင်ပြီးရှွန်းနွန်တော့ကိုဖျက်ကြတော့လဲပင်တွေကနုံနှင်းမှနစ်ပြီးမယုံနိုင်ဖြစ်နေတဲ့။ကုံတွေတွေကသူတို့ရဲ့နှွားတွေကို နုံကနေလှဲပိလို့အောင်အတင်းယုံခိုင်းပြီပဲခီးပန်းပြီးအားမရှိတော့တဲ့နှွားတွေကမယုံပြီးနိုင်ကြဘူးတဲ့ကွယ်ဒီအချိန်မှာနှွားကလေးနဲ့ကလေးလေးတွေဟာရွာနားမှာရှောက်ကစားကြရင်လဲကုံတွေအနာကိုရှောက်သွားတဲ့ကုံတွေတွေကတန်မာတဲ့နှွားလေးကိုမြင်တော့ဟဲ့ကလေးတွေမင်းတို့ရဲ့နှွားလေးနဲ့ငါတို့လေးတွေကိုဆွဲပြီးနိုင်မလားဆွဲထုတ်ပြီးနိုင်ရင်ဝေးတထောင်ပြီးမယ်လို့ ြောလိုက်တာပေါ့ကွယ်။နွားလေးဟာသဘောတူပြီးနုံနှင်းမှနစ်နေတဲ့လှဲတွေကို သူ့အားနဲ့တစည်းပြီးတစည်းဆွဲတင်ပြလိုက်တယ်။လှဲတွေအလုံးရှွံ့နုံတွေကလွတ်တာနဲ့လှဲမူကြီးကအိတ်တလုံးမှငွေ900ထည့်ပြီးနွားကလေးရဲ့လေပင်မှာဆွဲပြလိုက်တဲ့ကွယ်။နွားလေးကသူ့ကိုပေးတဲ့ငွေဟာငွေတစ်ထောင်မပြည့်တာကိုသိတဲ့အခါ လဲတွေသွားမယ်လန်းကိုရှေကနေပိတ်ပြီးရက်နေလိုက်တဲ့ဒီတော့မှလဲမူကြီးဟာအိတ်သေးကိုနောက်ထပ်ငွေ900ထက်ထည့်ပေးလိုက်ရတာပေါ့ကြည့်ပါဦးကလေးတို့ရေနွားလေးကတိတ်ကိုလဲတာပဲနော်ငွေတထောင်ရတာနဲ့နွားလေးလေးလဲလဲကိုပိတ်ရက်နေတာကိုဖယ်ပေးလိုက်တဲ့ပြီးတော့ငွေတို့ကိုအဖွားစီကိုအပြေးသွားပေးလိုက်တယ်နွားလေးကသူ့လူအားနဲ့ အဖွားကိုဝေရှာပြီးနိုင်လို့ပျော်ရွှင်နေသလိုအဖွားကလည်းကျေးဇူးတီးတက်တဲ့နှွားလေးကို ကြည့်ပြီးကြည်နူးဝမ်းသာနေတာပေါ့ကွယ်တတမမီလေးတို့ရေပုံမြင်တဲ့နှွားလေးကကျေးဇူးတရားကို သိပြီးတီးတက်တာပဲနော်ဒီပုံမြင်လေးကိုနားထောင်နေတဲ့တတမမီလေးတို့တော့မသိဘူးအိုးကောင်းတော့ပုံမြင်လေးကိုဖတ်ရင်းနဲ့ပီတီဖြစ်နေရတာပေါ့တတမမီလေးတို့ရေ ဂျေစုတရားဆိုတဲ့အနက်အဓိပ္ပာယ်ကိုဥကောင်းနားလည်သလောက်ရှင်းပြမယ်နော်ဂျေစုတရားဆိုတာသားတို့သမီးတို့ရဲ့အဖေကရေတခွက်တိုက်တာမုတ်ပိုးပေးတာသားတို့သမီးတို့ရဲ့မိမိကတသားမိမိလေးတွေကိုနေ့စဉ်ထမင်းခွန်ကြွေတာကြောင်းမူပိုးပေးတာကြောင်းဥဝစားလေးတွေကိုတတ်တတ်ရဲ့ရဲ့နဲ့သားတို့သမီးတို့ကိုဝတ်ဆင်စေခဲ့တာဒါရီအားလုံးဟာလေဂျေစုတရားပါပဲဒီဂျေစုတရားတွေကိုဘယ်၍ဘယ်ပုံ ဂျေဆုဆက်ရမယ်ဆိုပြီးမိဘတွေကတတ်မှတ်မထားသလိုဖယားရှင်ဟာလည်းတတ်မှတ်မထားပါဘူးကိုယ့်ရဲ့စိတ်စည်ရနာတိတက်မှုနဲ့ပဲစိုင်းပါလေကွယ်လောင်းတစ်ချိန်မှာတတမမီလေးတို့လည်းအတ္တတီကြီးလာမယ်ပညာတက်ကြီးတွေဖြစ်လာမှာပေါ့အဲ့ဒီခါကျရင်တတမမီလေးတို့ရဲ့မိဘတွေကလည်းအတ္တတွေကြီးသွားတော့မှာဒီခါကျလို့ရှိရင်တတမမီလေးတို့ကဖေဖေနဲ့မမေကိုဘယ်လိုပြုစုလုပ်ကြွေးမွေးမလဲဆိုတာစဉ်းစားရမယ် တွေးခေါ်ရမယ်နော်ဒါမှမိဘရဲ့ကြီးစုတရားကိုတီးတက်တဲ့သားသမီးလေးမလေးတွေဖြစ်ချင်မှာပေါ့ပုံမြင်လေးကနွားလေးကိုလည်းကြည့်ပါလားသူကသရိစန်းဆိုပေမဲ့အတ္တိတရားရှိတယ်သူ့ရဲ့အဖွားကိုလှုပ်ကြွေးပြူတယ်လေဒါအတူယူတင်တဲ့အချက်ပါပဲတာတာမမီလေးတို့ကလူတွေမဟုတ်လားလူတွေဆိုတာချစ်ရတဲ့သရိစန်းလေးတွေတဲ့အတိညာပိုရှိရတာပေါ့ကွဒီလိုဆိုရင် ဥကောင်းပြပြပြီးသွားတဲ့ဒီပုံမြင်လေးကိုနားထောင်ပြီးတသားမမီလေးတို့လည်းအတိညာဘဟုတုတတွေရရှိလိမ့်မယ်လို့ဥကောင်းကယုံကြည်ပါတယ်။နောက်ထပ်နောက်ထပ်များမှလည်းဥကောင်းပြောပြပြီးသွားမယ်ဘဟုတုတရရှိတဲ့ပုံမြင်လေးတွေကိုနားဆင်ဖို့အတွက်ဥကောင်းရဲ့ YouTube Channel လေးကိုလက်ရင် Subscribe လုပ်ပေးဖို့လည်းမမေ့နဲ့နော်။ပုံမြင်ကောင်းလေးတွေနဲ့အတူဥကောင်းတို့ပြန်ဆောင်ကြမယ်နော်။တသားမမီလေးတို့ရေတတား